ကောင်းဆုံးကာကွယ်မှုဆိုတာတိုက်စစ်ဆင်ခြင်းဖြစ်တယ်လို့ဆိုယိုစကားရှိပါတယ်။ဗလာဒီမာပူတင်ကတော့ NATO ဖွဲ့ကြီးအနေနဲ့အဲ့ဒီဆိုယိုစကားတိုင်းလိုက်နာကျင့်သုံးခြင်းမရှိတာကိုအခွင့်ကောင်းယူပြီးလာပေါင်းများစွာကြာအောင်အမျက်ထုတ်နေကြတာဖြစ်ပါတယ်။ဒရုန်းနဲ့ကျူးကျော်ဝင်ရောက်မှုတွေကနေစပြီးဖျက်လို့ဖျက်ဆီးလုပ်ငန်းစဉ်တွေအထိ NATO ဖွဲ့ဝင်နိုင်ငံတွေထဲမှာစက်ကူးမကူးစစ်ဆင်ရေးပုံစံမျိုးစုံနဲ့တိုက်ခိုက်မှုပေါင်းများစွာကိုပြုလုပ်ခဲ့ပြီးပူတင်ဟာ NATO ကိုစိန်ခေါ်ခဲ့တာပါ။ရုရှားတပ်ဖွဲ့တွေဝင်မလာမချင်းနေတိုးကတုံ့ပြန်မှာမဟုတ်ဘူးလို့ပူတင်ကတွက်ဆထားပုံရပါတယ် ဒါပေမဲ့ပူတင်ရဲ့တွက်ကိန်းတွေလွဲချော်သွားနိုင်ပွဲရှိနေပါပြီ။အခုဆိုရင်နေတိုးဟာပြန်လည်တိုက်ခိုက်ဖို့အသင့်ပြင်နေပြီဖြစ်ပါတယ်။နေတိုးဖွဲ့ကြီးဟာရုရှားပေါ်လက်ဦးမှုရယူပြီးတိုက်ခိုက်မဲ့ချိန်ချောက်မှုကိုမြင့်တင်လာနေပြီးအရင်စတိုက်တာဟာတရားမျှတမှုရှိတယ်လို့ယုံကြည်လာနေကြပါပြီ။ပူတင်ရဲ့စက်ကူးမက်ကူးစစ်ပွဲဟာသူ့စီကိုအကြီးအကျယ်ပြန်လှည့်လာနေပြီးနေတိုးအနေနဲ့ပူတင်လုံ့မြအရာအလုံးကိုရန်လိုတဲ့လုပ်ရည်ဖြစ်သတ်မှတ်ကအင်အားပြင့်ထန်တဲ့လက်ဦးမှုရယူတုံ့ပြန်မှုတွေလုပ်ဖို့အကြောင်းပြချက်ခိုင်လုံတယ်လို့ယူဆလာကြတာဟုတ်ပါတယ်။ ဒီဇင်ဘာလတရက်နေ့က The Telegraph အပါအဝင်မီဒီယာများပြားက NATO စစ်ဘက်ဆိုင်ရာကော်မတီရဲ့အကြီးအကဲဖြစ်သူရေတပ်ဗိုလ်ချုပ်ကြီး Carbo Dragon ရဲ့ပြောကြားချက်တွေကိုဖော်ပြခဲ့ကြပါတယ်။ Dragon ကဘာပြောလဲဆိုတော့ပူတင်နဲ့သူ့ရဲ့ hacker တွေဖြတ်လို့ဖြက်စီးသမားတွေ drone operator တွေစီကလာတဲ့စက်ကူးမကူးချင်းချောက်မှုတွေကိုတုံ့ပြန်မှုအတွက် NATO အနေနဲ့ Russia ပေါ်ပို့ပြီးထိရောက်ပြင်းထန်တဲ့နည်းလမ်းတွေကိုသုံးဖို့စဉ်းစားနေတဲ့အချိန်ရောက်ပြီလို့ဆိုပါတယ်။ပို့ပြီးထိထိရောက်ရောက်တိုက်စစ်ဆင်တာမျိုးဒါမှမဟုတ်တုံ့ပြန်ရုံတတ်တတ်မဟုတ်ပဲ လက်ဦးမှုရယူတဲ့ပုံစံမျိုးလှုပ်ဆောင်ဖို့ကျွန်တော်တို့စဉ်းစားနေပါတယ်လို့ Dragon ကပြောကြားခဲ့တာပါလက်ရှိအခြေအနေအရလက်ဦးမှုရယူတိုက်ခိုက်ခြင်းဆိုတဲ့ပုံစံတစ်မျိုးမျိုးဟာဖြစ်နိုင်ခြေရှိတဲ့ရွေးချယ်စရာတစ်ခုဖြစ်လာနေပြီးလွန်ခဲ့တဲ့လပိုင်းတွေအတွင်းရုရှားက NATO ကိုထိခိုက်အောင်လှုပ်ခဲ့သမျှတွေကြောင့်ဒီလိုတိုက်ခိုက်မှုကိုကာကွယ်ရေးလှုပ်ဆောင်ချက်ဖြစ်တတ်မှတ်နိုင်တယ်လို့လည်းသူကထပ်လောင်းပြောကြားခဲ့ပါတယ်ဒီလိုတွေးခေါ်ပုံဟာ NATO ရဲ့ပုံမှန်တွေးခေါ်ပုံပြုမှုပုံတွေနဲ့အတော်လေးကွာခြားနေတယ်လို့ Dragon ကဝန်ခံခဲ့ပေမဲ့ လက်ရှိချိန်မှာနေတိုးလိုအပ်နေတာကဒါမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တိုက်ခိုက်ခံရမှာတုံ့ပြန်တဲ့ပုံစံကရုရှားအပေါ်မှာအလုပ်ဖြစ်ပုံမရတော့လို့ပါပဲ။နေတိုးဖွဲ့ကြီးဟာအဖွဲ့ဝင်နိုင်ငံတွေကိုချင်းချောက်လာသူဘသူကိုမဆိုလက်ဦးမှုရယူတုံ့ပြန်တာမျိုးထက်ဖြစ်လာမှာတုံ့ပြန်တတ်တဲ့အဖွဲ့အစည်းဖြစ်တာအမြဲယက်တည်ကြတာဖြစ်ပါတယ်။ဒီလိုတုံ့ပြန်မှုပုံစံဟာနေတိုးရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာကိုပါဝင်နေတာပါ။ဥပမာအားဖြင့်နေတို့ပြင်ရင်စာရန်အပိုင်း၅ Article 5ကိုကြည့်မယ်ဆိုရင်ရှင်းရှင်းလင်းလင်းတွေ့ရမှာဖြစ်ပါတယ် အဲ့ဒီအပိုင်း၅ထဲမှာဗာပြောထားသလဲဆိုတော့အဖွဲ့ဝင်နိုင်ငံတနိုင်ငံဟာမိမိပိုင်းတဲ့ထဲမှာတိုက်ခိုက်ခံရပြီးဆိုမှကျန်တဲ့အဖွဲ့ဝင်တွေအားလုံးကဝိုင်းဝန်းကူညီကြမယ်လို့ဆိုထားတာပါဒါဟာအဖွဲ့ကြီးတစ်ခုအနေနဲ့အတော်လေးကိုတုံ့ပြန်မှုတတ်တတ်တတ်ရှိတဲ့ချင်းကပ်ပုံမျိုးဖြစ်ပါတယ်နေတို့ပြည်ညင်စာရမ်းပါအချက်လက်တွေရာနေတို့ဟာဘယ်တော့မှအရင်စတိုင်မှာမဟုတ်ပဲရန်သူကနေတို့ကိုတိုက်ခိုက်မှသာအလားတူပြန်လဲတုံ့ပြန်မယ်လို့ဆိုလိုပုံရပါတယ်နေတို့အကြောင်းလေလာသုံးသက်တဲ့ဆောင်းပါးတွေပါတော့မှာ တိုက်စစ်ဆင်မှုထက်တုံ့ပြန်ခြင်းဘလောက်မြန်တယ်လဲဆိုတာကိုပဲအဓိကထားပြောလို့ရှိကြပါတယ်။ဥပမာအားဖြင့်2024ခုနှစ်ဒီဇင်ဘာလ2ရက်နေ့က Atlantic Council မှာဖော်ပြခဲ့တဲ့ Richard D. Hugal Jr. ရဲ့စောင်းမမှာ NATO ဟာ NATO တုံ့ပြန်ရေးတပ်ဖွဲ့ကိုဖွဲ့စည်းထားတာကြားပြီးဖြစ်ကြောင်းထောက်ပြထားပါတယ်။အဲဒီအောက်မှာအလွန်အသင့်အနေထားရှိတဲ့ပူးပေါင်းတပ်ဖွဲ့ရှိပါတယ်။ဒီတပ်ဖွဲ့တွေအနေနဲ့ပုံမြန်မြန်တုံ့ပြန်မှုလိုအပ်တယ်လို့ Hugal Jr. ကအကြံပြုထားပြီးမြဲဒီလိုတုံ့ပြန်မယ်ဆိုတဲ့ချင်းကပ်ပုံကပဲ NATO ရဲ့ပြဿနာတစ်စိတ်တစ်ပိုင်းဖြစ်နေနိုင်ပါတယ်။ တုံ့ပြန်မှုနဲ့အသင်ရှိမှုဆိုတဲ့စကားလုံးတွေဟာတိုင်းစစ်စင်မှုပြင်ဆင်ထားတဲ့စစ်တပ်တစ်ခုတုံးရမယ်စကားလုံးမျိုးမဟုတ်ပါဘူး။နေတို့ဟာသူ့ကိုစန့်ကျင်လာမဲ့သူတိုင်းကိုနေတို့ကတုံ့ပြန်ရုံပဲတုံ့ပြန်မယ်။အရင်စမတိုက်ဘူးဆိုတဲ့သတင်းစကားကိုပေးနေတယ်လို့ဖြစ်နေပါတယ်။ Dragon ကတော့ဒီလိုတွေးခေါ်ပုံမျိုးပြောင်းလဲဖို့လိုအပ်နေပြီလို့ပြောနေပုံရပါတယ်။ဒါဆိုရင်မေးစရာမေးခွန်းကဘာကြောင့်အခုမှဒီလိုအတွေးခေါ်ပြောင်းလဲလာရတာလဲဆိုတာပါပဲ။ The Telegraph သတင်းစာကတော့ American ပါဝင်ပတ်သက်နေတဲ့ ရုရှားနဲ့ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲအခြေအနေတွေကြောင့်ဖြစ်နိုင်တယ်လို့သွယ်ဝိုက်ဖော်ပြထားပါတယ်။ဥရောပသမဂ္ဂရဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူကာဂျာကဲလက်စ်ရဲ့မှတ်ချက်တွေကိုထောက်ပြထားပါတယ်။ကဲလက်စ်ကအခုသတင်းပတ်ဟာယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက်သာမကဥရောပတိုက်တစ်ခုလုံးအတွက်ပါအဆုံးဖြတ်ပေးမယ့်သတင်းပတ်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။တန်တမန်ရေးရအတွက်အရေးကြီးတဲ့သတင်းပတ်တစ်ပတ်ဖြစ်လာနိုင်ပါတယ်။ဒီဇင်ဘာလ၂ရက်နေ့မှာအဲ့လိုပြုလုပ်မဲ့ American နဲ့ Russia ဆွေးနွေးပွဲတွေကိုညှိနှုံးပြီး Gallas ကပြောခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ဒီဆူနေပွဲတွေကနေဘသူအတွက်မှအကျိုးမရှိတဲ့သဘောတူညီချက်မျိုးရုရှားနဲ့ရယူဖို့အတွက်ယူကရိန်းပေါ်ဖိအားတွေအကုန်ပုံကျလာနိုင်တဲ့အန္တရာယ်ရှိနေလို့ပါပဲ။ Careless ပြောတာအချက်ကြပါတယ်။လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှအမေရိကန်ကငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းလို့ယူဆရတဲ့စာရွက်စာတမ်းထွက်ပေါ်လာခဲ့ပြီးဒီအစီအစဉ်ကမျှော်လင့်ထားတာထက်ရုရှားဘက်ကပိုပြီးရိမ့်နေပုံပေါက်နေပါတယ်။အချက်28ချက်ပါတယ်အဲ့ဒီအစီအစဉ်ကို EU ဖွဲ့ဝင်တွေနဲ့ယူကရိန်းကိုယ်တိုင်ကလေ့လာသုံးသပ်ပြီးပြင်ဆင်မှုတွေလုပ်ထားပေးမိမယ် လာမယ့် American Russia ဆွေးနွေးပွဲမှာဒါကိုအခြေခံကောင်းခြေခံနိုင်ပါတယ်။ယူကရိန်းအနေနဲ့မကောင်းတဲ့သဘောတူညီချက်တစ်ခုကိုလက်ခံဖို့ဖိအားပေးခံရမှာကို Kellis ကဘာကြောင့်ဒီလောက်စိုးရိမ်နေရလဲဆိုတာကိုနားလည်နိုင်ပါတယ်။ရုရှားအနေနဲ့ယူကရိန်းမှာငြိမ်းချမ်းရေးရဖို့ကိစ္စကိုဘလောက်လေးထားတယ်လဲဆိုတာကလည်းမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ဒီဇင်ဘာလတရက်နေ့က The Moscow Times ရဲ့ဖော်ပြချက်အရပူတင်ဟာ Trump ရဲ့အထူးကိုယ်တော်လေး Steve Witkoff အပါအဝင် American အရာရှိတွေနဲ့ဒီဇင်ဘာလ2ရက်နေ့မှာတွေ့ဆုံဖို့ရှိနေပါတယ်။ တမရဒွန်နယ်ထရန့်ရဲ့တမက်ဖြစ်သူဂျာရက်ကက်ရှနာလည်းပါဝင်မှာ ဖြစ်ပြီးဂျနီဗာမှာအမေရိကန်ကယူကရိန်းနဲ့အတူမူကြမ်းရေးဆွဲထားတဲ့ငြိမ်းချမ်းရေးမူပေါင်းအသစ်ကိုဆွေးနွေးကြမှာဖြစ်ပါတယ်။ယူကရိန်းလက်ခံနိုင်မဲ့အစီအစဉ်ကိုပူတင်စီတင်ပြမှာဖြစ်ပေမဲ့ပူတင်ကလက်ခံဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲ။လွန်ခဲ့တဲ့တလလောက်ကပဲရုရှားကအမေရိကန်နဲ့ဆွေးနွေးစရာအကြောင်းမရှိဘူးလို့ကဘာကိုပြောခဲ့တာကိုသတိရတင်ပါတယ်။ပူတင်ရဲ့ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ဖ်က theory အရတော့ဖြစ်နိုင်ပါတယ်။ဒါပေမဲ့လောလောဆယ်မလို့အပ်ပါဘူးလို့ပြောခဲ့ဘူးပါတယ်။ အခုတော့အခြေအနေပြောင်းသွားပါပြီ။ဒါပေမဲ့အကြောင်းရင်းကတော့ရုရှားအနေနဲ့အမေရိကန်ကိုမူလကတင်ပြခဲ့တဲ့ရုရှားလိုလာတဲ့အချက်28ချက်ပါအစီအစဉ်စီပြန်ရောက်အောင်ညှိနှိုင်းနိုင်မယ်လို့ယုံကြည်နေတာကြောင့်ဖြစ်နိုင်ပါတယ်။ဒါကြောင့်လည်း Gallas ကဒီသတင်းပတ်ဟာယူကရိန်းနဲ့ဥရောပအနာဂတ်အတွက်အဆုံးဖြတ်ဖြစ်တယ်လို့ပြောနေတာပါ။အမေရိကန်ကယူကရိန်းကိုလာရောထားတဲ့အချက်တွေကိုပြန်ယုံသိမ်းပြီးယူကရိန်းလက်မခံနိုင်တဲ့အခြေအနေမျိုးရောက်အောင်အစီအစဉ်ကိုပြောင်းပြန်ပြောင်းလိုက်မှာကိုသူမှစိုးရိမ်နေတာဖြစ်ပါတယ်။အဲ့ဒီခါကျရင်ယူကရိန်းကငြင်းပယ်မှာတည်ကြပြီး ရုရှားရဲ့စက္ကူးမကူစစ်ပွဲကဥရောပနေတို့ဖွဲ့ဝင်တွေအပေါ်ပုံပြီးပြင်းထန်လာမှာဖြစ်ပါတယ်။ပူတင်ကယူကရိန်းပေါ်ဆင်နွှဲနေတဲ့တမျိုးရွတ်ကြစစ်ပွဲကလည်းအမေရိကန်နဲ့ဆွေးနွေးပွဲတွေရှိနေပေမဲ့ယော့သွားခြင်းမရှိပါဘူး။ဒီဇင်ဘာလတရနေ့မှာရင်ဆွေးနွေးပွဲကိုလှောင်ပြောင်တဲ့အနေနဲ့နီပရိုဒေတာကိုလေချောင်းကနေထပ်မံတိုက်ခိုက်ခဲ့ပါတယ်။အ ਨੇ စုံလူလေးဦးသေဆုံးပြီး40ဒဏ်ရာရခဲ့တယ်လို့ရိုက်တာကဖော်ပြပါတယ်။ကားပြုပြင်ရေးစခန်းတွေရုံးဆောက်အုံတွေနဲ့ကား49တီပျက်စီးခဲ့ရပါတယ်။ ဒါတွေဟာညဉ့်ညက်ရေးကိုစဉ်းစားနေတဲ့သမရတက်ရောက်ရဲ့လောက်ရက်တွေမဟုတ်ပါဘူးစစ်လူလာသူတယောက်ရဲ့လောက်ရက်တွေပါဒါကြောင့်လဲ careless နဲ့ dragon တို့ကစိုးရိမ်နေကြတာဖြစ်ပါတယ် American နဲ့ Russia တွေ့ဆုံမှုကအကျိုးရလက်ထွက်လာမိမယ်လို့ careless ကယုံကြည်နေတာမဟုတ်ပါဘူးစန့်ကျင်ဘက်အကျိုးတက်ရောက်မှုတွေဖြစ်လာနိုင်တာမို့ dragon က NATO အနေနဲ့ Russia ပေါ်လက်ဦးမှုရယူတဲ့ချင်းကပုံကိုသုံးသင့်တယ်လို့ပြောလာတာဖြစ်ပါတယ် NATO ရဲ့တွေးခေါ်ပုံပြောင်းလဲလာရတဲ့ဒုတိယအကြောင်းရင်းကတော့တကယ်တမ်းကျတော့ပြောင်းလဲမှုမဟုတ်ဘဲလက်တွေ့အခြေအနေကြောင့်ဖြစ်နိုင်ပါတယ် ရာဂွန်ကတွက်ကြတဲ့လှုပ်ရှားမှုလိုအပ်တယ်လို့ပြောနေပေမဲ့နေတိုးရင်ဆိုင်နေရတဲ့အမှန်တရားကတော့ရုရှားဟာနေတိုးဖွဲ့ကြီးနဲ့စစ်ဖြစ်နေတာလားနဲ့ချီနှစ်နဲ့ချီတောင်ကြာနေပြီဆိုတဲ့အချက်ပါပဲ။တမယိုးကြစစ်ပွဲမျိုးမဟုတ်ပဲရုရှားဟာနေတိုးနဲ့ဥရောပနိုင်ငံတွေကိုမတိမငြိမ်ဖြစ်အောင်စက်ကူးမက်ကူးတိုက်ခိုက်မှုတွေနဲ့လှုပ်ဆောင်နေတာဖြစ်ပါတယ်။ချိန်ချောက်မှုတွေလေပိုင်နဲ့ကျူးကျော်မှုတွေစိုက်ဘာတိုက်ခိုက်မှုတွေအများကြီးပါဝင်ပါတယ်။တင်ကားတွေဝင်လာတာမျိုးမဟုတ်ပေမဲ့ဒီလိုနီးပြူဟာတွေဟာစစ်ပွဲဆင်နွှဲနေတဲ့လုပ်ရက်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် Dragon ပြောတဲ့လက်ဦးမှုရယူခြင်းဆိုတာတကယ်တမ်းတော့တုံ့ပြန်ခြင်းတစ်မျိုးပါပဲ။ရုရှားရဲ့လိုရက်တွေကနေတိုးကိုလက်ဦးမှုရယူတိုက်ခိုက်ဖို့တွန်းအားပေးနေတာဖြစ်ပါတယ်။အော်တိုဘလ9ရက်နေ့က European Policy Center EPC ကထုတ်ပြန်တဲ့စောင်းပါမှာ Baltic ဒေသမှာရုရှား drone တွေနဲ့တိုက်လေယာဉ်တွေလေပိုင်နဲ့ကျူးကျော်မှုတွေဟာချင်းချောင်းမှုတသက်မဟုတ်ပဲရုရှားကနေတိုးထပ်ပိုးပြီးအသင့်ဖြစ်နေတဲ့စစ်ပွဲတစ်ခုအတွက်လေ့ကျင့်နေတာဖြစ်တယ်လို့သုံးသပ်ထားပါတယ်။ EPC ရဲ့အဆိုအရရုရှားဟာ ဥရောပနေတို့ဖွဲ့ဝင်တွေပေါ်ထိုးစစ်ဆင်တဲ့အနေအထားယူထားပြီးဖြစ်ပေမဲ့နေတို့ကတော့တုံ့ပြန်မှုနှေးကွေးလွန်နေပါတယ်။ EPC ရဲ့မူဝါဒလေးလာသူမာရီယာမာတီစီချူကတော့ရုရှားရဲ့လေပိုင်နဲ့ကျူးကျော်မှုတွေများလာတဲ့နောက်ခံအခြေအနေမှာနေတို့နဲ့ EU တို့ဟာထိရောက်တဲ့လှုပ်ဆောင်မှုတွေမလုပ်ရင်အခြေအနေပိုဆိုးလာပြီးလူသေဆုံးမှုတွေထိဖြစ်လာနိုင်တယ်လို့သတိပေးထားပါတယ်။ရုရှားကလည်း EPC ရဲ့သုံးသက်ချက်မှန်ကန်ကြောင်းပြသနေတယ်လို့ပါပဲ။မကြသေးမီကရူမေးနီးယားလေပိုင်နဲ့ထဲကိုရုရှားဒရုန်းနှစ်စင်းဝင်ရောက်လာခဲ့လို့ နေတိုးချက်လျင်တွေအရေးပေါ်တက်ရောက်ခဲ့ရတယ်လို့နိုဝင်ဘာလ25ရက်နေ့က The Guardian ကဖော်ပြခဲ့ပါတယ်။ဒရုန်းတစ်စင်းဟာယူကရိန်းနယ်စပ်နဲ့မိုင်း80လောက်ဝေးတဲ့ရူမေးနီးယားနယ်မြေထဲမှာပြတ်ကျခဲ့ပြီးဒါဟာရူမေးနီးယားတွင်ပိုင်းကျအကြဆုံးဝင်ရောက်မှုဖြစ်လာပါတယ်။စက်တင်ဘာလအစောပိုင်းတုန်းကလည်းပိုလန်လေးပိုင်းတစ်ထဲကိုရုရှားရဲ့ Gabira drone 20တစ်စင်းလောက်ဝင်ရောက်ခဲ့ပါသေးတယ်။ပြောချင်တဲ့ချက်ကတော့ရုရှားရဲ့စကူးမကူးချင်းချောက်မှုဟာတကယ်လက်တွေ့ဖြစ်ပြီးကြီးထွားလာနေတယ်ဆိုတာပါပဲ။ နေတိုးအနေနဲ့ဂျက်လီရင်တွေလွတ်တင်ုံနဲ့ပြီးနေအောင်ပါလားလူသေးဆုံးမှုဖြစ်လာတဲ့အထိစောင့်နေပါလားအဲ့ဒီချိန်ကျရင်နောက်ကျသွားနိုင်ပါတယ် Center for European Policy Analysis CEPA ကလည်းနိုဝင်ဘာလ25ရက်နေ့မှာ EU အနေနဲ့ရုရှားရဲ့စက်ကူးမကူတိုက်ခိုက်မှုတွေကိုဦးစားပေးကင်တွေသိမ့်ပြီလို့ထောက်ပြခဲ့ပါတယ်ရုရှားဟာဆယ်စုနှစ်တခုလောက်ကြာအောင်စိုက်ဘာတိုက်ခိုက်မှုတွေသတင်းမှဖြန့်ဝေမှုတွေနဲ့စီးပွားရေးကစားကွက်တွေတုံးပြီး EU နဲ့ NATO ကိုထိုးနှက်နေတာဖြစ်ပါတယ် CEPA က အပြစ်ပေးပြီးဟန်တာခြင်းနီလန့်ကိုအကြံပြုထားပြီးဒါဟာနေတိုးပို့ပြီးတက်ကြွသင့်တယ်ဆိုတဲ့အချက်နဲ့ကိုင်ညီနေပါတယ်။ရုရှားရဲ့အာဏာချက်စရင်ကိုပြုစုပြီးလိုအပ်ရင်အဲ့ဒီအာဏာချက်တွေကိုပြန်လည်တိုက်ခိုက်ဖို့ရွေးကောက်ပွဲတွေကိုကာဝယ်ဖို့နဲ့ဥရောပကိုလာမထိနဲ့လို့ပူတင်ကိုပြက်ပြက်သားသားသတင်းသတင်းစကားပါဖို့လိုအပ်ကြောင်း CEPA ကတိုက်တွန်းထားပါတယ်။အနှစ်ချုပ်ရရင် Dragon ရဲ့မှတ်ချက်တွေနဲ့နေတိုးရဲ့တွေးခေါ်ပုံပြောင်းလဲလာခြင်းအကြောင်းရင်းကနှစ်ချက်ရှိပါတယ်။ပထမချက်ကပူတင်ဟာယူကရိန်းအတွက်မျှတာတဲ့ငြိမ်းချမ်းရေးကိုစိတ်ဝင်စားပါဘူး။ ဒါကြောင့်ဥရောပကယူကရိန်းကိုဆက်ပြီးထောက်ပံ့ရမှာဖြစ်ပြီးရလတ်အနေနဲ့ရုရှားရဲ့စက်ကူးမကူတိုက်ခိုက်မှုတွေပိုများလာမှာဖြစ်ပါတယ်။ဒုတိယချက်ကတော့တမယ်ရွေးကြတိုက်ခိုက်မှုတွေမဖြစ်ခင်အခုချိန်မှာတုံ့ပြန်တိုက်ခိုက်တာကပူတင်ဘက်ကအသာသီးရွာသွားတယ်လို့ယုံကြည်သွားမဲ့အချိန်ထိစောင့်နေရတဲ့ပိုကောင်းနိုင်လို့ဖြစ်ပါတယ်။ရုရှားကတော့ Dragon ရဲ့မှတ်ချက်တွေကိုမကျေနပ်ပါဘူး။နေတိုးကပိုပြီးရန်လိုလာမယ်ဆိုတဲ့အရေးအယောင်ပြတာနဲ့ရုရှားနိုင်ငံသားရဲ့ဝင်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူမာရီယာဇာခါရော့ဗာက ဒရဂွန်ရဲ့ပြောစကားတွေကိုတာဝန်မဲ့တဲ့ခြေလန်းလို့တုံ့ပြန်ခဲ့ပြီးနေတိုးကအချိန်နေပိုဆိုးအောင်လုပ်နေတယ်လို့ဆိုဆွဲပါတယ်။သူမရဲ့တမရကယူကရိန်းကိုဒုံးကျည်တွေနဲ့ပစ်နေပြီးရိုမေးနီးယားလေပိုင်းနဲ့တဲ့ဒရုန်းတွေဝင်ရောက်နေတဲ့အချိန်မှာဒီလိုပြောတာကတော့ကဲ့ရဲ့စရာပါပဲ။ခရိုင်းမီးယားဒေသကိုစားပြုရုရှားအမတ်ကလည်းနေတိုးကောင်းဆောင်ပိုင်းဟာအရင်းဆန်ပြီးရန်လိုတဲ့စိတ်သက်ရှိတယ်လို့ဝေဖန်ပြီးနေတိုးရဲ့လက်ဦးမှုရယူတိုက်ခိုက်မှုဟာကိုကိုကိုတေချောင်းကြံတာနဲ့တူတယ်လို့ချင်းချောက်ပြောကြားခဲ့ပါတယ်။ဒါဟာရုရှားရဲ့ပုံမှန်နည်းဗျူဟာပါပဲ။ ူများတွေအမှားလုပ်နေတယ်လို့ဆိုဆွဲပြီးရုရှားသဘောကျဖြစ်မလာရင်အခြေအနေဆိုးသွားမယ်လို့ချိန်ချောက်တာဖြစ်ပါတယ်။ဒါပေမဲ့ Dragon ရဲ့ပြောစကားတွေထဲမှာပျောက်နေတာတခုကတော့ NATO ရဲ့လက်ဦးမှုရယူတိုက်ခိုက်ခြင်းဆိုတာဘယ်လိုပုံစံလဲဆိုတာပါပဲ။ရုရှားနိုင်ငံတွေကိုစစ်တပ်ကြီးစေလိုပြီးစစ်ပွဲကြီးဆင်ထွေးတော့မှာမဟုတ်ပါဘူး။ Dragon ဆိုလိုချင်တာကရုရှားရဲ့စက်ကူးမကူနီးဗျူဟာတွေကိုအလားတူနီးလန်းတွေနဲ့ပြန်လည်တုံ့ပြန်မှုဖြစ်ပုံရပါတယ်။ဥပမာအဖြစ် Cyber ကဏ္ဍမှာ NATO ကတုံ့ပြန်ရုံတသက်ဖြစ်နေတယ်လို့ Dragon ကထောက်ပြပါတယ်။ ဒါကြောင့်နေတိုးအနေနဲ့ရုရှားလိုပဲဟက်ကာတိုက်ခိုက်မှုတွေစတင်တာမျိုးဒါမှမဟုတ်ရုရှားရဲ့စိုက်ဘာစစ်ဆင်ရေးမှာကူညီနေသူတွေကိုပိတ်မှတ်ထားတိုက်ခိုက်တာမျိုးလှုပ်ဆောင်သင့်တယ်လို့ဆိုလိုတာဖြစ်နိုင်ပါတယ်။ Politico သတင်းဌာနရဲ့နိုဝင်ဘာလ28ရက်စောင်းပိုင်းမှာဥရောပနိုင်ငံတို့ကရုရှားပေါ်လက်တုံ့ပြန်မှုစဉ်းစားနေပြီလို့ဖော်ပြထားပါတယ်။အီတလီကဝယ်ဝင်ကြီး Guido Crosseldo ကစကူးမကူစစ်ပွဲတံပြန်ရေးဥရောပစံနာတီထောင်မှုအဆိုပြုထားပြီးအဲဒီမှာ Cyber တပ်ဖွဲ့ဝင်1500နဲ့ AI ကျွမ်းကျင်သူတွေပါဝင်မှာဖြစ်ပါတယ်။ ချက်သမရနိုင်ငံနဲ့ဒိမတ်တို့လိုနိုင်ငံတွေကသူတို့စစ်တပ်တွေကိုထိုးစစ်ဆင်စိုက်ဘာစစ်ဆင်ရေးလှုပ်ခွင့်ပြုထားပြီးဖြစ်ပါတယ်။ဒီနိုင်ငံတွေပူးပေါင်းပြီးရုရှားရဲ့စီးပွားရေးဇုန်တွေနဲ့ drone ထုတ်လုပ်ရေးစက်ရုံတွေလိုအရေးပါတဲ့စနစ်တွေကိုပိတ်မှတ်ထားတိုက်ခိုက်နိုင်ပါတယ်။ The Economics Times က Dragon ရဲ့ပြောစကားကိုကိုးကားပြီး drone တွေလှုပ်တင်ဖို့အသင့်ပြင်ထားတဲ့နေရာတွေကိုကြိုတင်ကာကွယ်တဲ့လှုပ်ဆောင်ချက်နဲ့တိုက်ခိုက်တာကရွေးချယ်စရာတစ်ခုဖြစ်နိုင်တယ်လို့ဖော်ပြထားပါတယ်။ဒီနေရာမှာတိုက်ခိုက်မှုဆိုတဲ့စကားလုံးအစားလှုပ်ဆောင်ချက်လို့တတိထားသုံးနှုန်းထားပါတယ်။ ဒါကြောင့်ဂျက်လီယင်တွေနဲ့ဘုံကျဲတာမျိုးမဟုတ်ပဲစိုက်ဘာနီလန်းတွေနဲ့ရုရှား drone စက်ရုံတွေကိုဖျက်ဆီးတာမျိုးဖြစ်နိုင်ပါတယ်။ဒါဟာနေတိုးရှူတောင်းကကြည့်ရင်အထိပယ်ရှိပါတယ်။ရုရှားကနေတိုးလေပိုင်းတစ်ထဲဝင်ရောက်နေတဲ့ရှားဟက် drone တွေကိုတလ2900လောက်ထုတ်လုပ်နိုင်တဲ့အခြေအနေရောက်နေပြီလို့ KF Independent ကဖော်ပြထားပါတယ်။ဒီထုတ်လုပ်မှုကိုအစပြုကြတဲ့ကဖြတ်တောက်တာမျိုးလှုပ်ဆောင်မှုနေတိုးကစဉ်းစားနေတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒါရီအားလုံးကထင်ကြီးရတာဖြစ်ပါသေးတယ်။ Dragon ကိုယ်တိုင်လည်းဥပဒေပြိုင်ဆိုင်ရာမူပေါင်းတွေ စီရင်ပိုင်ခွင့်နေနဲ့ဘသူကဒီအလုပ်ကိုလုပ်မလဲဆိုတဲ့အခက်အခဲတွေရှိနေကြောင်းဝန်ခံထားပါတယ်။နေတိုးရဲ့အမြဲတမ်းပြဿနာဖြစ်တဲ့ဘီရိုကရေစီကျိုးနီစနစ်တွေကအဟန့်အတားဖြစ်နေနိုင်ပါတယ်။ဒါပေမဲ့နေတိုးအဖွဲ့ဝင်တွေဟာရုရှားရဲ့စက်ကူးမကူစစ်ပွဲတံကိုခံနေရပြီဖြစ်တဲ့အတွက်ဘသူလုပ်မလဲဆိုတာထက်ဘယ်တော့ဆလုပ်ကြမလဲဆိုတာကပိုအရေးကြီးတဲ့မေးခွန်းဖြစ်လာပါတယ်။ရုရှားရဲ့လိုရက်တွေကပုံမိုကြီးမားတဲ့စစ်ပွဲစီစဉ်ရဲ့အစိတ်ပိုင်းတွေဖြစ်နေတဲ့အတွက်နေတိုးအနေနဲ့ဒရဂရုံးရဲ့တိုက်တွန်းချက်ကို လက်တွေ့မူဝါဒဖြစ်ပြောင်းလဲဖို့အချိန်သိမ့်မရှိတော့ပါဘူးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ